ဟယ်လိုအားလုံးမေမင်လာပါပရစ်စကောနေပြန်လဲကြိုးဆိုပါတယ်အခုတက်ဆက်ပေးနေတာကလဘပိုးနဲ့ဒါကျွန်တော်တို့ဒီဆောင်းနန်လိုရဲ့ပွဲပြီးကျွန်တော်အမြင်လေးကိုတက်ဆက်ပေးကြမှာနဲ့လဘပိုးကတော့ဒါချမ်ပီယံလောင်းပီတာဆိုတာနဲ့နိုင်ဝဲတွဲကိုရယူတယ်ဆာလက်ရဲ့ပင်လေနှလုံးနဲ့လူနိုင်တလုံးနဲ့တို့တွေရှာခဲ့တယ်ဆောင်းတန်ကတော့လဘပိုးကိုတို့အနေထားနဲ့နေဆုံးတေတမတ်ကို တို့ယူဆောင်သဘောမျိုးနဲ့တို့လာခဲ့တယ်တို့ရဲ့မန်နေဂျာက မြေဆုံးကတရေတမတ်ပဲအဲဒီမျိုးခွင်ရီလူတို့ပိုင်ဆိုင်ခဲ့တယ်ပြမပိုင်းမှာတို့ဥဆောင်ကိုရသွားတဲ့ချိန်မှာတို့လုံးဝကိုခံစည်းပိတ်ဆောမဲ့တဘောမျိုးနဲ့ဆောင်းနန်တို့ဥကြီးအပိုင်းမှာပြင်ဆင်လာခဲ့တယ်ထိုင်မဲ့ကျွန်တော်တို့ဒီတိုင်းမဲ့ဟိုရေကူတဲ့ချိန်မှာကိုလေးမရှိဘဲနဲ့ခက်ခဲတဲ့ချိန်မှာကိုလေးရှူတတ်တဲ့ဒါဝန်နုနဲ့ရဲ့ချီပါကိုဟာလဘဘူးကိုဒီတို့နိုင်ခွဲကိုဒါအတိကျပေါ်ဆောင်ခဲ့တော့မင်းနေဗျာဟဲ့ပါကျွန်တော်ပြောမဲ့ဆန်လဘဘူးအချိန်ကြီးက နည်းနည်းလေးတော့ရုံးကန်ရမြင်တယ်ဗျာပမိုင်းမှာတပဘူးကိုနည်းနည်းကြောင်ပြောက်တယ်ဗျာခစားဝက်ပုံမြာနဲ့ဆောင်းတန်းကအတင်းတပေါ်မျိုးဖိရောကြတော့ပမိုင်းကတော့သူတို့ကြောင်ပြောက်မဒုတိယပိုင်းကတော့တပဘူးရဲ့ဒုတိယပိုင်းဖြစ်ခဲ့ပါတယ်ပန်ဒီမီနစ်လုံးနဲ့စာတက်ကကုရီရှူပြီးတော့ဒီယာရီမှာတော့ဆလတ်ဒီသူ့ရဲ့ယာရီဆိုတာပြတ်ခဲ့တယ်ကူရီမြားလေးမှာလည်းရွှေဖင်းရွှေမက်စုကိုဒါဒုတိယနေရာကဟာလန်ကိုအပြည့်အသတ်နဲ့ဥဆောင်ထားလို့ချန်ပီယံလိမ့်မှာလည်းလီဗာပူးတီပရဲကြီးကို နိုင်ပြီးတော့လောလောဆယ်တက်ဖို့အချင်းကြီးကောင်းနေတယ်ဗျတကယ်လို့ဒါဒီအရည်မှာပြိမဲ့လေးဖလားချမ်ပီဖလားဒါလီဗာပူးရခဲ့မယ်ဆိုရင်ဆာလက်ဟာဘလွန်လီယောစုကိုလေးချဘောတူရမယ်ကစားတာမှာဖြစ်ပါတယ်ဒီအရည်ကဘလိုရနေဘလိုပဲဖြစ်ဖြစ်လီဗာပူးပို့တော့ဘယ်သူမှကြောတက်ပြီးရောဒီဟိုပါဘောဒီမြလေးဖလားရှာသွားမဲ့ခြင်းကတော့မရှိပါဘူးဘလိုမှမရှိပါဘူးအဲပြောရမယ်ဆိုရင်တဘာဘူးဒီဒီချဘောဖလားကိုဂျိတ်ဒီ တရားရင်တကယ်နှုံးပြနှီးပါကိုသူရခုအာဆနယ်ကို အမှတ်ဖြစ်တယ်အာဆနယ်ကလည်းလက်ရှိဒူဒုတိယနေရာအာဆနယ်ကိုလို့ရင်အမှတ်ဆက်တမှတ်လောက်ဒီယူဖြတ်ထားတယ်အာဆနယ်ကလည်းသူရဲ့ခက်ခဲတဲ့ဘက်ကိုသူရဲ့ပြန်မဟောင်းကြီးမာယူနေပြီမှာဆိုတော့ဒီချင်းနေမှာလေပါဘူးဆောင်းနေကိုနိုင်ခဲ့တာကဒေါ်လေးကိုဒါအချင်းကြီးကအခွင့်တာကကတိုက်ကကဆိုရင်အခွင့်တာကတဲ့ချိန်မှာသူအမှတ်ကို APC ယူခဲ့တယ်အာဆနယ်ကလည်းပါ အာစနယ်ကမန်စီးတီး sorry မန်ယူကိုရှုံးခဲ့မယ်ဆိုရင်တို့ရောဒါပရီးမီးယားလိကိုနောက်နှစ်ပတ်တုန်းမလောက်ကစားပြီးတော့ AC ဖလားယူလို့ရတယ်အမျိုးကိုရောတော့ပြီအခုလက်လိုဖလားရမှာပါဒါပေမဲ့သူဒီပရီးမီးယားလိကိုတို့အပီအပီဖြတ်ချင်တယ်ပေါ့ဗျာပရီးမီးယားလိကိုတို့အပီဖြတ်ပြီးတော့တို့ချန်ပီယံလိကိုတို့အားစားချင်တယ်ဒီဝမီနဲ့ပေါ့ဗျာဟိုငါတို့စောနေမြာစောစောပရီးမီးယားလိဖလားကိုရောင်းယူပြီးတော့ဒါချန်ပီယံလိဖလားကိုတို့ မိုးပြီးတော့ဒီဆက်ကိုအအောင်စိုက်ချင်နေအဲဒါကြောင့်မို့ပြီးမလေးကိုလည်းသူလက်ရှိမှာအပြီးဖြတ်နေအာစနယ်ဒါကအာစနယ်ဒါရှုံးပါမယ်ဆိုရင်တော့သူလူတို့ကိုစောစီဒီပြီးမလေးဖလားကိုကြပြီးတော့ဒီ UCM ဖလားကိုအအောင်စိုက်အခွင့်ရညားသွားမှာစစချင်းမယ်ဆိုရင်လီဗာပူးကိုဖျားမပေးနိုင်ခဲ့တာကအာစနယ်ရဲ့အပြစ်လို့ပြောလို့ရမယ်ဗျအာစနယ်ကတကယ်ဆိုရင်ဒီရရင်မှာလီဗာပူးတို့ဖျားပေးနိုင်မယ်အတင်းဖျားမယ်အခုကဖျားပေးတာကဂျုံတို့ကတော့လုံးဝကိုစောင်းဖွက်တဲ့ပုံမျိုးမင်းတို့ ဖျားပေးတာကတော့အေးဆေးပါပဲကွာတော်တော်မင်းလည်းဒါမင်းတို့တန်းကတော့တင်းကိုဖျားပေးရဆိုရဲတဘောယူတော်မင်းလည်းပြောင်းကြီးတော်ပြီးရီလို့ရတယ်ဟာမျိုးဗျာအစနေကလည်းဒါမက်ဆီဒီနဲ့ဒူဂပူဇံလိုပဲရှင်းရခဲ့ချင်းမှာဒူဂရညာရတယ်အခုလီဗာပူးမက်ဆီဒီတက်ပြတ်နေချင်းမှာလီဗာပူးရှိရချင်းမှာတော်မင်းလည်းအာစနယ်မရှင်းနိုင်ခဲ့တာကအာစနယ်ဖိုင်းတော့တော်တော်ဝမ်းနေစရာကောင်းနေဗျာဘာလို့ဒီဆောင်းနိုင်ကိုနိုင်ခဲ့လီဗာပူးဒီ ဆာလက်ကြီးရဲ့ brain flow နဲ့တူတတိဝန်းဆိုရလဲကိုဖော်ဆောင်နိုင်ခဲ့လာကဒါအမှတ်ကကျွန်တော်တို့အောက်ကဒုတိယနေရာကအာဆင်လေတင်းကြီးနဲ့တူလို့ခက်ခဲတဲ့ဘွဲကိုရင်ဆိုင်နေရတဲ့အချိန်မှာသူကအဲ့လိုအမှတ်ရဆိုတော့ဒုံလေးကိုဒါဒီရဒီနေ့တိုင်းဘွဲကအပိုးတန်တဲ့နိုင်ပဲလို့ကလို့ရရယ်โอเคဒီရဒီကတော့တော်ဦးဖန်ကျော်တော့ပြောစရာကောင်းတဲ့ရာဖြစ်ပါတယ်ကုလပ်ပါအားလုံးပဲမင်္ဂလာညချမ်းကြပါစေခင်ဗျဘိုင်ဘိုင်